ဟယ်လိုအားလုံးမင်္ဂလာပါဘူမောမိုင်းချန်ကနေကြိုဆိုပါရစေချန်ပီယံစ်လိပွဲစဉ်တွေကမှကျွန်တော်တို့ကနျူကာဆယ်နဲ့ပြီးပါဦးလို့ပွဲကလပ်ဘရူးနဲ့ပါစီလိုနာတို့ပွဲတွေကိုဆွေးနွေးကြည့်အောင်ပါအားလုံးမင်္ဂလာပါဆိုတော့ပရီးမီးယားလိဂ်ကလပ်တင်ခုပြတဲ့နျူကာဆယ်ကတော့အက်သလက်တစ်ကလပ်ကိုသာအိမ်ကွင်းမှာအဲချန်ပီယံစ်လိပွဲစဉ်ဖြစ်လက်ခံကစားရမယ်ပေါ့နော်ဆိုတော့ဒီချန်ပီယံစ်လိမှာတော့ကာဆယ်က၃ပွဲကစားပြီးတဲ့အခါမှာသူတို့တွေဒါ၂ပွဲထိအနိုင်ရထားတယ်၂ပွဲထိအနိုင်ရထားတယ် တပွဲရှုံနေထားတယ်ပေါ့နော်အဲ့ဒီရှုံနေထားတဲ့ဘွဲကဘာစီလိုနာကိုပါအိမ်ခွေးမှာ1 2နဲ့သူတို့ရှုံတာဆိုတော့ဟိုကာဆယ်ကအဲ့ဒီကျွန်တော်သုံးဘွဲမှာလည်းတိုက်စစ်က8 9ဒီကျွန်တော်ရထားပါတယ်8 9ဒီကျွန်တော်ရထားပါတယ်ခန်စစ်ကတကူပဲပြီးရသေးတယ်အဲ့ဒါကလည်းခုနကကျွန်တော်ပြောလို့ new အာဘာစီလိုနာကိုပဲကျွန်တော်ပြီးရသေးတာကာဆယ်ဟာလက်ရှိ Champions League သူရှင်ကစားနေတဲ့နေရာမှာဆိုလို့ရှိရင်ဘင်ဘီကာတို့လိုအသင်းမျိုးတွေပါပါတယ်ပေါ့နော်ပြီးလို့ရှိရင် အဲဗာလဲဘယ်ဂျင်က union စိတ်တို့လိုအသင်းမျိုးကြီးကျွန်တော်ပါတယ်အဲ့ဒီနေ့ကိုအမှန်ကန်ဂိုးတွေတွင်းထားပြီးတော့ကျွန်တော်တို့ဒါအနိုင်ရထားတာဆိုတော့အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ athletic club တို့ကဒီပွဲမှာဘလူးမန့်လွယ်တဲ့အနေထားမျိုးမှာကျွန်တော်ရှိမနေဘူးပေါ့နော်ဘာလို့လဲဆိုတော့ champions league မှာ athletic club ကထင်းတယ်လို့အဆင်မပြေသေးလို့ပဲဟိုသူတို့အသင်းကြီးတွေနဲ့ရှင်ပြိုင်နေရတာလည်းပါတာပေါ့နော် athletic ကကျွန်တော်သုံးပွဲမှာသူတို့တပွဲပဲနိုင်ပါသေးတယ်တပွဲနိုင်ပြီးတော့သူတို့နှစ်ပွဲတီနှစ်ပွဲရှုံးနေထားတယ်ပေါ့နော်၄ဂိုးသွင်းပြီးတော့သူတို့က9ဂိုးပြန်ပေးထားပါဗျာ လက်ရှိသူတို့ပြည်တွင်းကလာလီကာမှာဆိုလို့ရှိရင်လည်းပဲအက်တလတီကလပ်ကအဆင့်ကျွန်တော်တို့က17မှာရှိနေပါတယ်။နောက်သူတို့ဒီတရားဒီလုံးမှသူတို့တွေက၄ပွဲပဲသူတို့အနိုင်ရထားသေးတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်သူတို့အနိုင်ရထားတာဆိုလို့ Champions League မှာလည်း Carabao တသိမ်းမယ်ကျွန်တော်တို့ရှိတယ်။နော်ဟို Manchester City နဲ့တွေ့တယ်ရှုံးတယ်။ Arsenal နဲ့တွေ့တယ်ရှုံးတယ်။ဆိုတော့ဒီအသင်းတွေကတော့သူတို့ရှုံးနိုင်တဲ့အသင်းတွေပေါ့နော်။ဆိုတော့နိုင်တဲ့အရှိတဲ့အသင်းတွေကိုတော့ကျွန်တော်နိုင်တာတယ်။ဒါပေမဲ့ဒီပွဲမှာ Casey ကိုနိုင်ပါမလား။ Newcastle ကွင်းမှာ အဆင်ပြေအောင်ကစားဖို့ကမလွယ်ပါဘူးဘာစီလိုနာလိုမျိုးအနိုင်ရထားပါတယ်ဆိုတော့အသင်းမျိုးတောင်မှဒီကာဆယ်ကွင်းမှာတတော်ကိုယုံကင်နေပေါ့နော်ဟိုချန်ပီယံစ်လိမှာဆိုလို့ရှိရင်တော့နယူကာဆယ်ပရိသတ်တွေကအားပေးပုံကြီးကဘလူးမန်ဟိုတူညီမနေပဲနဲ့တော်တော်လေးကိုထူကြရတယ်တကယ်လည်းပဲအမှန်ကန်အားပေးကြပြီးတော့ဧည့်သည်အသင်းတွက်ကတော်တော်ကိုအခက်တွေ့ရပါတယ်နော်ကလပ်ဒီသူတို့ရဲ့ ကစားမားတွေအနေနဲ့လည်းတကယ်ကောင်းတဲ့ performance တွေပါပြီးပြပြီးတော့ရလက်ကောင်းနေတယ်မမို့ performance ကောင်းနေရအောင်သူတို့ produce လုပ်နိုင်ဆိုရင်ရှိတယ်အဲ့တော့ athletic club အတွက်ဒီနေပွဲမှာမလွယ်ပါဘူးเนาะမလွယ်ပါဘူးကျွန်တော်ကတော့ twin goal တွေအများကြီးထပ်ပြီးတော့မြင်ရမယ့်ပွဲလို့ကျွန်တော်မထင်ဘူးနှစ်သိန်းကြားထဲမှာရလက်တီကျွန်တော်တို့သာဟို twin goal အရေးတွက်နည်းနည်းနဲ့ကာဆယ်ရဲ့ဘက်ကပဲတုံ့မှတ်တွေပါတယ်ယူသွားဖို့အချိန်ကြီးများတယ်လို့ထင်တယ်တခုရှိတာကကာဆယ်ရဲ့ပြည်ဝင်ပွဲစဉ်တွေ newcastle ရဲ့ပြည်ဝင်ပွဲတွေကိုကျွန်တော်ကြည့်တဲ့အခါထင်တယ်တော့အဆင်ပြေမနေပါဘူးပြီးခဲ့တဲ့နေ့ကဆိုလို့ရှိရင်လည်းကျွန်တော်ဘောနော်သူတို့တွေရှုံးနေသွားတယ် ဘလူးမန်းကာဆက်တွေကအဆင်မပြေပါဘူး။ဒါပေမဲ့ချန်ပီယံစတိတ်မှာတော့သူတို့တအားကောင်းပြနေတယ်ဗောနော်။ဟိုဝက်ဆမ်လူမျိုးတန်းစင်းစုံမှာယုံကင်နေရပါတယ်ဆိုတဲ့အတင်းကိုကျွန်တော်တို့အဝေးဝင်းမှာ3-1ဆိုတဲ့ရလနဲ့ရှုံးတာကတော်တော်ကိုဒေါသထွက်စရာဖြစ်ခဲ့မှာပါနျူကာဆယ်တို့ကเนาะဟိုသူတို့ဒီ EFN Cup 2ဘာလို့မှစပါလို့ဒီမျိုးတွေကိုအနိုင်ရထားတာ Fulham လို့ခက်ခဲပါတယ်ဆိုတဲ့အတင်းကို2-1နဲ့နိုင်ထားတာเนาะ Champions League မှာ Benfica ကို3-0နဲ့နိုင်ထားတာဒါမျိုး Z တိုက်တွေအနိုင်ရအပြီးမှာကျွန်တော်တို့ဒီ ဝက်ဆမ်နဲ့ပွဲမှာကျွန်မတို့ကောက်ရှုံနေပြည်တနာကအဲ့ဒီပွဲမှာဆိုလို့ရှိရင်ကာဆယ်ရဲ့ကစားပုံကတော်တော်ကိုစုတ်တာပါတော်တော်ကိုစုတ်တာပါအဲ့ဒါကြောင့်ချန်ပီယံစ်လိမှာတော့အဆင်ပြေလေးရှိတယ်တော်ပြည်တွင်းပြိုင်ပွဲတွေကတိုင်ပတ်နေတာတွေကဒီပွဲတွေသူတို့ပါမလာဖို့လိုတယ်ကျွန်တော်ကတော့1-0 2-1နဲ့ပဲနယူကာဆယ်ရဲ့ဘက်ကထပ်ပြီးတော့အနိုင်ရသွားဖို့အခြေအနေကောင်းတယ်လို့ကျွန်တော်ထင်တယ်ချန်ပီယံစ်လိတော့လက်ရှိအက်ဒရက်တစ်ကလပ်ဘက်ကနယူကာဆယ်ကိုဒုက္ခပေးနိုင်မယ်လို့လည်းကျွန်တော်မထင်ပါဘူးဆိုတော့နောက်ထပ်တစ်ပွဲကဘာစီလိုနာနဲ့ကလပ်ဘရုတို့ရဲ့ပွဲပါ ဘာစီလိုနာကပြည်တွင်းမှာဆိုရင်ရီယယ်မက်ထရစ်နဲ့အမှတ်တီးပြက်နေပါတယ်เนาะအများကြီးမဟုတ်တော့မှအမှတ်တီးပြက်နေတယ်။မာဒီယာမဲရိုဘာလို့ဆိုလို့ရှိရင် injury ပြဿနာတွေကြောင့်တချို့မပါရတဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်။အတိုင်းမဲ့တော့အခုပြန်ပြီးတော့ကစားနေပြီ။ဆိုတော့လက်ရှိဘာစီလိုနာက Champions League မှာလည်းသူတို့တွေဒါအဆင့်9မှာပါ။ဘာစီနီနဲ့ ဟို playoff တွေဘာတွေမကင်ရပင်နေပေါ့နော် AACC နောက်တစ်ဆင့်တက်နိုင်ဖို့ဆိုရင်ဒီတက်ဖို့ကောင်းတဲ့ performance တွေသူတို့တွေလုပ်ပြနိုင်ဖို့ကျွန်တော်လိုပါတယ်ဒါအပြင်ဘာစီနီနဲ့၃ပွဲမှာသူတို့၂ပွဲအထိနိုင်ရထားပြီးတော့ Newcastle ကိုရှုံးအာ sorry ၂ပွဲအထိအနိုင်ရထားပြီးတော့ Barcelona ဟာ PSG ကိုလည်းကျွန်တော်ရှုံးနေထားပါတယ်เนาะတိုင်းစေက၉ကိုရပြီးတော့ခန်းစေက၄ကိုပြင်ပေးထားရတယ်ဘာစီနီနဲ့လက်ရှိသူတို့ရှိမှန်းကစားမဲ့ Club Brugge ကိုတော့ တကယ်နိုင်အောင်ကစားပြနိုင်မှုလိုပါတယ်ကလပ်ဘရူးက၃ပွဲမှမှသူတို့တပွဲပဲနိုင်ပါသေးတယ်နှစ်ပွဲရှုံးနေထားပြီးတော့တိုက်စစ်က၅ဂိုးခန်းစစ်က9ဂိုးစီပေးထားရတယ်အဲ့တော့ဘယ်ဂျီယန်ကလပ်ဖြစ်တဲ့ဒါကလပ်ဘရူးအတွက်အိမ်ဝင်ဖြစ်ကစားမယ်ဆိုတော့သူတို့မှာအိမ်ဝင်အားသာကြတော့ရှိမှာပေါ့လေ။ဒါမျိုးလိုကစားသမား quality လက်ရှိအသင်းရဲ့အရေးချင်းကြီးကဘာစီလိုနာကိုရှင်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဘာစီယာဒီပွဲကိုအပြည့်အသတ်နဲ့ဖိအားပေးကစားလာပြီးတော့တောက်လျှောက်ဒုက္ခပြုကျူးပန်းလာအောင်ပါပါ။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာဆိုရင်ဘာစီနီနဲ့ အနိုင်ရသင့်တဲ့ပွဲစဉ်မျိုးတွေမှာတော့လုံးဝလက်မလွတ်နိုင်ဘူးလို့တဲ့သူတပြင်ကျွန်တော်တို့ဒီတိုက်ရိုက်ဆိုသလိုပေါ့နော်တက်နိုင်ဖို့ပြီးလို့ရှိရင် playoff free ပွဲတွေကျွန်တော်ရှောင်နိုင်ဖို့ champions league မှာလိုပါတယ်ပွဲတွေကဝေးသေးတယ်ဆိုပြီးမဲ့လေလို့ဒီလိုမျိုးတုံ့မှတ်ကိုယူနိုင်တဲ့ ပွဲစဉ်မျိုးမှာဘာစီနေနဲ့အမှားမျိုးမရှိကျွန်တော်တို့ဒါလောက်ပြနိုင်ဖို့လိုတယ်ပေါ့နော်အသင်းကြီးတွေနဲ့တွေ့တဲ့အခါမှာသူတို့တိုင်ပတ်နေတယ်ဆိုရင်ဒီလိုပွဲမျိုးတော့သူတို့နေနိုင်မှာဖြစ်မှာပါနောက်တစ်ခုက Marcus Rashford တို့ဘာလို့က Champions League ဒီမှာခြေသွမ်းပြနေတယ်လို့လက်ရှိ Barcelona မှာလည်း Rafinha တို့ဘာလို့မပါနိုင်သေးတဲ့အချိန်မှာတိုက်စစ်မှာအရင်အကြီးပါတဲ့ကစားမတယောက်ဖြစ်သူလောက်ပြနေတယ်ပေါ့နော်ဒါကြောင့်ကွင်းလယ်မှာဆိုလို့ရှိရင် Patri နဲ့ Rodri အားဖြင့်ဒီကြောင်က အခြေဖက်ကြီးကျွန်တော်ကစားနေတဲ့နံပါတ်1ရုံးမှာကစားမတွေကိုအပြောင်းလဲလုပ်ပြီးတော့တုံနေရှိတယ်။ဒါမှမဟုတ်ဒီသူတို့ကြုံနေရတယ်။ကုသမားကလည်းရှေ့စင်းကြီးပြန်ဖက်နေရပြီ။ဂျိုဝန်ကာစီယာတို့ဘာလို့က injury တွေကြုံတော့အဲ့တော့ဘလူးမန့်ကမလွယ်ပါဘူးပါစီတွက်ကနောက်လည်းရှိသူတို့ကြုံနေရတဲ့ဒဏ်ရာပြဿနာတွေကပေါ့နော်။ဒါပေမဲ့လည်းလို့ရမဲတို့ဘာလို့ခြေသွင်းပြန်ပြဖို့လိုတဲ့အိုဒနီကပွဲမှာလည်းသူကိုပြန်သွင်းလာပြီး injury ကပြန်လာအပြီးမှာအဲ့တော့နောက်ထပ်ရမဲရဲ့ပူကောင်းတဲ့လှုပ်ပြနေတဲ့ဒါပွဲတော်ပွဲဖြစ်ကျွန်တော်မြင်ရအောင်မလားကြည့်ရမယ်။အဲကာရာ sorry validity မလွယ်ပါဘူးကလပ်ဘရူးတွက်ကဘလို့မှမလွယ်ပါဘူးအဲ့တော့ကျွန်တော်ကတော့ဘာစီရဲ့ဘက်ကပဲတင်ကိုမြများနဲ့အနိုင်ရသွားလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်ညီကလူရောဘလို့မြများလည်းဆွနေရပါဘူးအားလုံးကိုချစ်သူများကြီးတို့ပါ